ဝေးပို့ပေါ့အနီရောင်စာတိုက်ပုံးလေးတဲ့ကမပေါ်ပြစ်ခဲ့တဲ့စာရီဒီညမှာတော့စကားပြောတဲ့အင်တလုံးစီကို အလေခေါ်သွားပါမယ်တိတ်ဆိတ်ပြီးတော့တင်းငယ်တဲ့မြို့လေးတစ်မြို့ အဲ့ဒီမြို့မှာ လူအများစိတ်ဝင်တစားနဲ့လာပြီးတော့လဲပက်လေးလာလေးရှိတယ်။တော့အုပ်လေးတစ်ခုရှိတယ်။အဲ့ဒီတော့အုပ်ရဲ့အစွန်လူနေအိမ်တွေရဲ့အဝေးမှာဘသူမှမပတ်သက်ခြင်းနဲ့အိမ်တစ်လုံးရှိတယ်။ အဲ့ဒီအိမ်ရဲ့ brain box တွေကိုသစ်သားပြားတွေနဲ့ပိတ်ဆို့ပြီးတော့ကာယံထားတယ်။အိမ်နံရံတွေကအပ်ပြီးတော့ခေါင်းမိုးကပြုတ်ပြက်နေတယ်။သစ်ပင်ခြုံငွေတွေကအိမ်ကိုဖုံးလွှမ်းထားတယ်။ခက်လန်းလန်းရနေချင်းအိမ်ကိုကောင်းကောင်းမမြင်ရနိုင်ပါဘူး။ဒါပေမဲ့အဲ့ဒီအိမ်ရဲ့အရာစုံတစ်ခုကတော့ရှင်းရှင်းလင်းလင်းကိုရှိနေတယ်။ ညအချိန်မတော်အဲ့ဒီအိမ်ငါးကိုတွားရင်စကားပြောတမ်းကြားရတယ်တဲ့လူတူမနီဘသူမှမတွားလာရဲတဲ့ဒီအိမ်ကနေဘလို့စကားပြောတမ်းကြားရတာလဲအဲ့ဒီအတန်ကမြို့ရလူတွေရဲ့အတန်မဟုတ်ဘူးခရီးသွားတွေရဲ့အတန်မဟုတ်ဘူးဘသူရဲ့အတန်မှမဟုတ်ဘူးကိုပြောတဲ့စကားတွေကိုတွေးနေတဲ့အတွေးတွေကို ပြန်ဖြေတဲ့အတန်းနဲ့မတန်ရုပ်ရှင် ရိုက်ကူးရေးအတွက်ကြောင်းတက်နေတဲ့ចောင်းသားတယောက်သူ့နာမည်ကစောတဲ့သူ့ရဲ့မတန်ရုပ်ရှင် project တစ်ခုအတွက်လူအများစိတ်ဝင်စားမဲ့ video မတန်တစ်ခုသူ့အသေးအတန်လိုအပ်နေတယ် ဘာအကြောင်းအရာတွေရိုက်ကူးရင်ကောင်းမလဲလို့လိုက်ရှာဖွေလေ့လာရင်လည်းဒီအိမ်ကြီးအကြောင်းကိုသူရှာဖွေတွေ့ရှိခဲ့တယ်။လျှော့ဝှက်ပြီးစမ်းကြဲတဲ့ဒီအိမ်အကြောင်းကလူအများစိတ်ဝင်စားမယ်လို့သူယုံကြည်တယ်။အဲဒါကြောင့်အဲ့ဒီမြို့လေးစီကိုကင်မရာတစ်လုံးရယ်အဝေးစားတစ်ချို့ရယ်တကူကြီးအတုံးဆောင်အနေငယ်ထည့်ပြီးတော့ချက်ချင်းပဲဖက်ခွာလာခဲ့တယ်။ လူတွေအိမ်နေနဲ့ခက်လန်းလန်းစကားပြောတဲ့အင်ဂျင်နဲ့နီးနိုင်သမျှနီးမဲ့ပိန်တလုံးကိုငားရမ်းခဲ့တယ်။အိမ်ရဲ့ပဝင်ခြင်းကိုနေ့လယ်နေခင်းမှာချူပြီးတော့လေ့လာခဲ့တယ်။သူတို့သူယုံကြည်ချက်အတော်တန်ရှိသွားတဲ့ညတညမှာအိမ်ကြီးရှိသွားဖို့ပြင်ဆင်နေတယ်။တောင်ပတ်လေဝိုင်းနေတဲ့မြို့လေးက ညဆိုလို့ရှိရင်မြူတွေနဲ့ထူထပ်ပြီးတော့တိတ်ဆိတ်နေလေးရှိတယ်။မြူကိုယ်တွေကမြေပြင်ကနေလှိမ့်တက်လာပြီးတော့တစ်ပင်တွေတွေကိုရှစ်ပတ်သွားတယ်။လေးတိုက်လိုက်တဲ့အခါမြူကိုယ်တွေကခက်သွက်သွက်လှုပ်ရှားပြီးတော့အသက်ရှင်နေတယ်လို့ပဲ။တစ်ပင်ခြုံတွေတွေကလည်းရှိန်ထိုးပြီးတော့လှုပ်ရှားသက်ဝင်နေတယ်။ မြင်ရတဲ့မြင်ကွင်းကခြောက်ခြားစရာကောင်းပေမဲ့ဇော်ကတော့သူ့ရဲ့ကင်မရာဒမီနဲ့သူ့ရဲ့ပြင်းပြနေတဲ့စိတ်သက်ကိုသေဆောင်ပြီးတော့အဲ့ဒီအင်ကြီးရှိကိုအရှောက်သွားခဲ့တယ်လူအယောက်ပေါ့မရှိတဲ့အင်ဂျီယာတကားကိုဆွဲပွင့်လိုက်တယ်ဆိုရင် ုံမုံတွေကမိโกလုံးကြီးလိုပဲပထမမှာမွန်းချက်တဲ့အနံ့တွေရတယ်သူချေလန်းလန်းလိုက်တိုင်းကျမ်းပြင်ကအတန်ထွက်နေတယ်နန်းရံတွေကသူ့ကိုလိုက်ကြည့်နေသလိုပဲပြီးတော့နန်းရံတွေကအသက်ရှူနေတယ်လို့လည်းခံစားရတယ်ပြီးတော့အတန်တစ်ခုဖတ်ပေါ်လာတယ် Hello. ဇော်ရောက်ကြောက်အံ့ဖြစ်သွားတယ်။သူ့အရင်တယောက်ယောက်ရှိနေနေလား။ဒါမှမဟုတ်တကယ်ပဲအင်ဂျီကသူ့ကိုနှုတ်ဆက်လိုက်တာလား။သူ့လေးသံတူတူလေးနဲ့ဘသူရှိလဲလို့မေးလိုက်တယ်။အင်ဂျီကရှိတာပေါ့လို့ပြန်ဖြေတယ်။သောတာကြောက်ရောက်ကနောက်နေတာလို့သူထင်တယ် ိတ်ရှုပ်လာလို့ငါဒီမှာမရှိသင့်ဘူးလို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲအိမ်ကြီးကမင်းကဒီမှာရှိနေတော့မှာတဲ့။သူတအားကိုထိတ်လန့်သွားတယ်။သူ့ကိုယ်သူတတိကပ်ပြီးတော့ကင်မရာနဲ့မှတ်တမ်းယူဖို့ပြင်တယ်။ကင်မရာမျက်နှာပြင်ကိုကြည့်လိုက်တော့မဲမောင်နေရပဲ။ဒါပေမဲ့အဲ့ဒီအမောင်ထဲမှာတစ်ခုခုကတော့ရှိနေတယ်။ အရေးလိုပုံရိပ်သူ့ရဲ့အနောက်တရက်မှာရက်နေတာသူလဲကြည့်လိုက်တော့ဘာမှမတွေ့ဘူးအဲ့ဒီပုံရိပ်ကကင်မရာထဲမှာဆိုရင်မြင်ရတယ်သူနဲ့ပို့ပြီးတော့နီးကပ်လာတယ်လို့ခံစားရတယ်။မျက်တောင်တစ်ချက်ခတ်လိုက်တိုင်းအဲ့ဒီပုံကြီးကရွေ့လာတယ်။ အဆုံးမှာတော့မျက်တောင်တစ်ချက်ခတ်လိုက်တဲ့အခါကင်မရာအလုံးဝကိုမှောင်အတိဖြစ်သွားတယ်။သူလည်းရက်နေတဲ့နေရာနေပြီးတော့ဖက်ပြေးလိုက်တယ်။နာယူအောင်များစွာပုံလွန်သွားတယ်။ဆော်ကရှေ့ကိုဆက်သွားနေရလား။ဒါမှမဟုတ်ရင်တခုတည်းတော့ဒီရှောက်လန်းထဲမှာပဲဝင်းကပါလို့ပိတ်မိနေရလားဆိုတော့သူကိုယ်တိုင်မသိတော့ဘူး ။အိမ်ကဟောင်းနှံပျက်စီးနေပေမဲ့အကောင်တိုင်းရှိနေသေးတဲ့အခန်းတချို့လည်းရှိတယ်။သူကအော်ပြီးတော့မေးကြည့်တယ်။ဒီမှာတယောက်ယောက်ရှိလား။သူ့စကားမဆုံးခင်မှာပဲအိမ်ကြီးရှိရာနေအတန်ပြန်ကြားရတယ်။ရှိတယ်။ငါတို့ရှိနေတယ်။သူပြင်းရင်နဲ့မောပန်းလာလို့အခန်းတော့တနေရာကိုမှီလိုက်တယ်။နံရံတွေပေါ်ကိုဓာမီနဲ့လှည့်ပြီးတော့ထိုးကြည့်တယ်။ ပကြီကားဟောင်းတွေမိန်ဖြော့နေတဲ့တပ်ပုံတွေအားလုံးကသူ့ကိုစိုက်ကြည့်နေကြသလိုပဲအင်ဂျီတစ်ခုလုံးကသူ့ကိုစိုက်ကြည့်နေတယ်လို့ကိုခံစားနေရတယ်ရုတ်တရက်ကြီးစကားပြောတန်ရေရွတ်တန်တွေကြားလာရတယ် tik tok သူကတော့ဘာစကားမှမပြောနေဘူးအင်ဂျီက ူတွေးနေတဲ့အတွေးတွေသူ့စိတ်ထဲမှာရှိနေတဲ့ရှားတွေကိုပြောနေတာငါထွက်သွားကြတယ်ငါထွက်သွားမှရမယ်ကျိုးပိတ်နေတဲ့ကလထိုင်တစ်လုံးနဲ့တိုက်မိပြီးတော့သူလဲကြသွားတယ်လက်ထဲကတံပီးကလွင့်ဆင်ပြီးတော့ခက်လန့်လန့်မှမိတ်တုတ်မိတ်တုတ်ဖြစ်သွားတယ်တံပီးရဲ့မိတ်တုတ်မိတ်တုတ်အလင်းရောင်နဲ့နိုင်ရန်တွေကမျက်နှာလိုအရေးကြီးအများကြီးကိုသူတွေးလိုက်ရတယ် အဲ့ဒီမျက်နာတွေကအသက်ရှင်နေရလဲမဟုတ်ဘူးဒါပေမဲ့ပေးနေရလဲမဟုတ်ဘူးတစ်ခုခုကိုစောင့်ကြည့်စောင့်မျှော်နေတဲ့မျက်နာတွေ TikTok ဆိုတော့သူ့အကြောင်းအင်ကကောင်းကောင်းကြီးကိုတည်နေပြီဆိုတော့သဘောပေါက်လာတယ်အင်ကြီးကနှုတ်ဆက်ရုံစကားပြောရင် ပြန်ပြောရုံတည်းမဟုတ်ဘူးသူ့ရဲ့အသက်ရှူတန်တိုင်းအတွေ့အတိုင်းကို ခံမှန်းပြီးတော့တည်နေပြီစိတ်ညစ်လိုက်တာတည်ကျင်တာပဲကွာလို့သူတွေးလိုက်တော့အိမ်ကြီးကရှည်ပြီးတော့ဖြည်းဖြည်းပေါ်လို့ပြန်ဖြေတယ်သူစိတ်တူပြီးတော့អော်လိုက်တယ်ရှက်လိုက်စမ်းငါ့ကိုတယောက်တည်းထားအိမ်ကြီးကလည်းလေးလံခတ်မှမှနဲ့ရှက်လိုက်တော့ငါတို့မင်းကိုပိုင်ဆိုင်တယ်သူကပုံမှန်မဟုတ်တဲ့ ီဝင်းကဘာလိုရှောက်လန်းလေးကိုပြန်ပြီးတော့ပြေးဝင်သွားတယ်။သူ့မှာဒီလန်းပြင်ရွေးချယ်စရာမရှိဘူး။တကားတွေကဘယ်ဘိုးမှမရောက်ဘူး။ဖေကားတွေကတက်လိုက်ရင် အမောင်ရိတ်ထဲကိုပြန်ဆင်းသွားတယ်။ဒါပေမဲ့ရက်နေတာထက်စာရင်စိတ်သက်သာလို့ဘဲမှမရောက်တဲ့လန်းကိုပဲဆက်သွားနေမိတယ်။ပြေးနေပြေးနေနဲ့အင်းကကျင်းလာတယ်လို့ခံစားလာရတယ်။နိုင်ရန်တွေကပုံပြီးနီးကပ်လာတယ်။ မျက်နှာချက်ကနှိမ့်ပြီးတော့ဆင်းလာတယ်။ကျမ်းမေကတုန်ခါပြီးတော့မြင့်တက်လာတယ်။ကြည်ရတာဒီရင်ရသူ့ကိုစိုက်စားသွားတော့မယ်ထင်တယ်။မြူလီယာသူ့ဟာသူပုံမှန်အတိုင်းပဲလဲပတ်နေတယ်မထင်မရှားရောက်လာတဲ့ခီးသွားတယောက်ကိုဘယ်သူမှတတိမထားမိခဲ့ကြဘူး လာတော်ကြမှာလူပြောက်တိုင်တန်းမှုတစ်ခုအနေပြီးစော်တယောက်ဒင်းမြို့လေးမှာပျောက်သွားတာကိုခြေရခံမိသွားကြတယ်။သူတငယ်ချင်းကတော့ထူးဆန်းတဲ့အိမ်ကြီးတစ်လုံးချောင်းကိုပြောပြီးခီးထွက်သွားတယ်လို့ထွက်ဆိုတယ်။ဒါဆိုဒင်းမြို့ကစကားပြောတဲ့အိမ်ကြီးစီကို ရှာဖွေရတော့မှာပေါ့။အိမ်ကြီးကတော့ဘာမှမဖြစ်သားသလိုခြုံရည်ကြားမှာတိတ်ဆိတ်စွာ ရှည်မြဲတိုင်းရှိနေတယ်။ မြို့ကလူတွေကဘာတွေဖြစ်နေလဲဘာတွေဖြစ်သွားလဲဆိုတာသိချင်ပေမဲ့ဘသူကမှတော့အင်ဂျီရဲကိုဝင်မသွားရဲဘူးဘသူကမှမစွန့်စားကြည့်ရဲဘူးတောင်ဝင်ရှိသူတွေကအင်ကိုရှာဖွေတဲ့အခါကင်မရာတလုံးကိုကျမ်းပြင်မှာတွေ့တာလွယ်ပြီးတော့ဘာသဲလွန်စားမှရှာမတွေ့ခဲ့ဘူးအဲ့ဒီအင်နာမှာလူအများလာလေ့လာလဲပက်ကြတဲ့တောအုပ်တစ်ခုရှိတယ် ညသကောင်ရန်အဲ့ဒီအိမ်နာကဖြတ်သွားတဲ့ခရီးသွားအဖွဲ့ကြီးကတော့သူတို့စကားပြောရင်သူတို့အဖွဲ့တွေကမဟုတ်တဲ့အတန်တစ်ခုနဲ့စကားဝင်ပြောတာကိုကြုံရလေးရှိတယ်လို့ပြောကြတယ်တချို့မယုံကြည်ကြတဲ့သူတွေကတော့အင်ဂျီကိုအော်ခေါ်ကြည့်ရင်အင်ဂျီကပြန်ထူးတယ်လို့လည်းပြောကြတယ် ။ဒါကြောင့်မဆူဆန်းတင်လာတွေကိုမဆူဆန်းတင်ဘူး။ပြီးတော့ဒေတာပြန်လေးပြောကြတဲ့ဗဇက်ရာဇဝင်ဆိုတာတွေကို ရှော့မတွက်တင်ဘူး။